2025ခုနှစ်မြန်မာတက္ကသိုလ်386ခုနှစ်စန်းတရနေ့မှာစတင်ပြီးတော်လံမျိုးတွေအားလုံးပဲဒီပေးရေးပေးလေးပေးငလင်ပေးနဲ့မေးပေးတွေတံပါအများဆုံးကင်းဝေးကြပါသေးလို့ဒီနေ့ကဆုတောင်းနေပဲ။ဟဲ့ကိုကျက် Revolution Channel ရဲ့ April 18ရက်နေ့ကြာတာပရိနေ့မနက်ပိုင်းနေ့နောက်ဆုံးရရှိသတင်းကြိုးဖော်ပြသွားဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲလုံးဒီကြည့်ရှုဖို့ဒီနေ့ကနေပြီးတောင်းဆိုလိုက်ပါရစေ။မင်းတို့လာရှုပ်ပြန်ပြီးလို့ဆိုမင်းတို့လူတွေလာခြင်းနဲ့လာလို့ရမှာမထင်နဲ့နော်မင်းတို့ဝိုင်းထားတာမင်းတို့ပထွေးတွေမင်းတို့ဒူးထောက်တောင်းပန်လို့ ငါတို့လာရှိကိုပြန်ပေးလာကို့နေရာသူများကိုပေးလိုက်လို့ဒုစောက်တောင်းပန်ရတယ်ဆိုတာဟုတ်ပြီလားဒါကဘာအလဲမောကဘာတမိုင်းမောမြင်မှတမိုင်းမောအကုန်ရှိုင်းသွားအောင်ရှင်းပြီလားမင်းတို့ရဲ့အဆင်ကိုမင်းတို့ကြည်ညာလိုက်တာအလား က်ဆုံးသတင်းပုတ်အနေနဲ့ကတော့မြန်မာနိုင်ငံတဝန်းစစ်ကောင်စီကတရရတာဒီသုံးမှုစင်းမှာတော့ချင်းမီနယ်ဖောက်ကန့်မြို့နယ်မှာ၅ကောင်ပဲခူးတိုင်းဝေါ်မြို့နယ်မှာ၃ကောင်မကွေးတိုင်းစလင်းမြို့နယ်မှာ၃ဦးရှင်မိခဲ့ကြောင်းသိရှိရပါတယ်။နောက်တစ်သတင်းပုတ်အနေနဲ့ကတော့ရန်ကုန်မြို့တွင်းမှာပဲရန်ကုန်မှာပြန်ဆုံမယ်ဖြစ်ရင်ကြွမယ်ဆိုတဲ့အတိုင်းပဲလူငယ်တွေကတော့ရန်ကုန်မှာ အကြံတပိတ်ကိုပြုလုပ်ခဲ့တာကိုတွေ့ရှိရပါတယ်။နောက်ထပ်သတင်းတွေမှာတော့စကိုင်းငလင်ကြီးကြောင့်စစ်ကောင်စီအခြေစိုက်နေပြီးတော့ဟာအိမ်တောင်စုလိုက်ရွှေပြောင်းနေထိုင်ရမှုမှာမန္တလေးနဲ့စကိုင်းတိုင်းထက်အဆမတန်ပုံများနေကြောင်းစစ်ကောင်စီရဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ဧပြီလ14ရက်နေ့ကစပြီးစစ်ကောင်စီရဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနောက်ဆုံးစီရင်စာရငလင်ဘေးတင်သူများယာယီပြောင်းရွှေ့အိမ်တောင်စုနဲ့ကယ်ဆယ်ရေးစခန်းဖွင့်ထားမှုစရင်အချက်လက်အရနေပြည်တော်၌ပြောင်းရွှေ့နေထိုင်နေရသည့်အိမ်တောင်စုပေါင်း1900စုခန့်ရှိတယ်လို့သိရှိရပါတယ်။ အလင်းတန်သိမ့်၍နေပြည်တော်၌စစ်ကောင်စီရဲ့ကယ်ဆယ်ရေးစခန်85ခုမှာယာယီရွှေပြောင်းနေထိုင်တဲ့အိမ်တော်စုပေါင်း1955ခုရှိကကိုပိုင်စီပင်ရွှေပြောင်းနေထိုင်သည့်အိမ်တော်စုပေါင်း23856စုရှိတယ်လို့လည်းဖော်ပြထားပါတယ်။ထက်တဲ့ရင်မှာတော့စစ်ကောင်ဆောင်ကိုအာဆီယံခေါင်းဆောင်များတွေ့ဆုံဆွေးနွေးမှုအပေါ်မှာတော့ NUG ပေါင်းဝင်တော်လိုင်းအင်အားစုများကကန့်ကွက်ထားပါတယ်။အပြည့်အဝပြည်သူများကိုမြန်မာနှင့်တကူအခါကောင်လာပါမှာရှောင်းနေစဉ်ရက်ဆက် ပြစ်ခတ်နေတဲ့စစ်ကောင်းဆောင်ကိုအာဆီယံကောင်းဆောင်များကတွေ့ဆုံဆွေးနွေးမှုအပေါ်မှာလည်းအထူးစိုးရိမ်မကင်းဖြစ်မိရဲ့လို့မြို့သားညွေဆိုရ NUG ပေါင်းဝင်တော်လိုင်းရင်းရစုများကပူးတွဲကြေညာထုတ်ပြန်ခဲ့ပါတဲ့စစ်ကောင်းဆောင်မဲရောက်နိုင်တဲ့အာဆီယံကောင်းဆောင်များတွေ့ဆုံမှုရှိတဲ့တဲ့င်းနဲ့ပတ်သက်လို့မြို့သားညွေဆိုရ NUG ကင်းမြို့သားစီယုံ KNU KNDP မြို့သားတိုးတက်ရေးပါတီ KNPP ချင်းမြို့သားတအူ CNF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တအူ ABSDF မြို့သမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ WLP Rohingya လွတ်မြောက်ရေးညွန်ပေါင်းအဖွဲ့ FRC နဲ့အမိမဖော်လိုတဲ့အင်အားစုများဟာပူးတွဲသဘောထားကိုကြီးညာရက်ထုတ်ပြန်ခဲ့တာဖြစ်ပါလေလူကြချင်းစာနာထောက်ထားပြီးအကူအညီများကိုစစ်ကောင်စီမင်းအောင်နိုင်ကတဆင့်သာပေးရမယ်ဆိုရင်နိုင်ငံရေးအရလွဲတုံးချခံရမိအနေရကိုမလွဲမသွေတွေ့ကြုံမှာဖြစ်တာကြောင့်စေုပ်စုတွေကတဆင့်သာပေးရခြင်းကိုတော်လိုင်းအင်အားစုများအနေနဲ့အပြင်းထန်ကန့်ကွက်ကြောင်းလည်းသဘောထားထုတ်ပြန်ခဲ့ပါတယ် နောက်ထပ်သတင်းမှာတော့မြို့သားညီညွတ်ရေးအစိုးရ NUG ဟာဗန်နာရမုံငွေရဲ့60လီယာခန့်နှုန်းကိုစည်ရေးကဏ္ဍမှာအသုံးပြုခဲ့ကြောင်း NUG ကအတိပေးထုတ်ပြန်ခဲ့ပါတယ်။ NUG ရဲ့လင်းနစ်ပြေလုပ်ငန်းလှုပ်ဆောင်ရွက်ချက်အစီအစဉ်သားကိုဒီနေ့ထုတ်ပြန်မှာတော့စည်ရေးကဏ္ဍနဲ့ပတ်သက်တဲ့ရှင်းလင်းချက်မှအတိပေးခဲ့တာဖြစ်ပါတယ်။မြို့သားညီညွတ်ရေးအစိုးရဖွဲ့စည်းတည်ထောင်ခြင်းဒီနေ့လင်းနစ်ပြေခဲ့ပြီးစာမျက်နှာ59မျက်နှာပါရှိတဲ့ NUG ရဲ့လုပ်ငန်းဆောင်ရွက်ချက်အစီအစဉ်သားကိုထုတ်ပြန်ခဲ့တာပါ။ ဒါပေမဲ့ရန်ပုံငွေရရှိမှုနဲ့တုံးဆုံမှုအခြေအနေအသေးစိတ်ကိုလည်းတော်တော်ဖော်ပြထားခြင်းမရှိသေးပါဘူး။ PDF ရဲဘော်များအနေဖြင့်နေပြည်တော်ပအဝင်ပြည်내နဲ့တိုင်းအားလုံးမှာတိုက်ပွဲဝင်လျက်ရှိသည့်အားလွယ်စွာအဲ့ဒီအုံစီများကိုတနိုင်ငံလုံးတိုင်းတာဖြင့်တုံးဆွဲခဲ့တာဖြစ်ပြီးမဟာမိတ်တော်လိုင်းအဖွဲ့များကိုမျှဝေထောက်ပံ့တဲ့ရန်ပုံငွေများလည်းပအဝင်ကြောင်းအသိပေးထားပါတယ်။တော်လိုင်းကာလာဖြစ်သည့်အားလွယ်စွာလက်နက်ခဲယံမီးကြောက်ရရှိရေးဘန်နာရန်ပုံငွေရရှိရေးနဲ့လိုအပ်ချက်များကိုစိန်ခေါ်မှုများရှိနေပေမဲ့တော်လန်လူတို့နဲ့ပူးပေါင်းပအဝင်ထောက်ပံ့မှုမဟာမိတ်တော်လန်အဖွဲ့အစည်းများရဲ့ဝန်ရံကူညီမှုဖြင့်ရင်ဆိုင်ဖြည့်ရှင်းကျော်လွှားနေတယ်လို့ ထုတ်ပြန်ထားပါတယ်နောက်ထပ်သတင်းမှာတော့သခိုင်းတိုင်းကလေးမျိုးနယ်နဲ့မကွေးတိုင်းကံကောမျိုးနယ်အဆက်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းများကိုရှင်းမျိုးသားတက်မှာတော့ CNE နဲ့စစ်ရေးကူကက်မှုစစ်စင်ရေးစင်နွှဲမှုတွင်စစ်ကောင်စီတပ်သားနဲ့ပြူစော်ဒီဖွဲ့ဝင်20ခန့်ထိဆုံးခဲ့တယ်လို့ချင်းဒေတာကာကွယ်ရေးတပ် CDF KKG သတင်းပြန်ကြားရေးဖွဲ့ကထုတ်ပြန်ထားပါတယ်မင်းတို့လာရှုပ်ပြန်ပြီးလို့ဆိုမင်းတို့လူတွေလာခြင်းနဲ့လာလို့ရမှာမထင်နဲ့နော်မင်းတို့ဝိုင်းထားတာမင်းတို့ပထွေးတွေနော် MND ကအကုန်လုံးပတ်ပတ်လည်မှာရှိနေမှာဟုတ်ပြီလား မင်းတို့ဘယ်ကောင်လာရလဲလာနေရဲ့လဲမင်းတို့အိမ်ကိုတခုတည်းများကြီးဝိုင်းနေရဆိုရင်မင်းတို့အိမ်အိမ်မှာမင်းတို့အေးအေးဆေးဆေးလေးဒူးနိုင်ပြီအိမ်နေနိုင်မှာလားဟမ်စဉ်းစားကကိုဟန်နဲ့ကိုဒါအဲ့ဇာစာလေးဒီကြောင်ရဲ့အထိပ်ပြအရင်ပြန်တော့လုံးလုံးကပြအခုမင်းကို reply ပြန်ပြန်တဲ့အနေနဲ့လိုက်မတက်ပြပေးလိုက်တာဟုတ်ပြီလားမင်းတို့ဒူးထောက်တောင်းပန်လို့ငါတို့လာရှိကိုပြန်ပေးလာမင်းတို့တိုက်လို့ရခဲ့တာမဟုတ်ဘူးမနိုင်လဲမနိုင်ဘူးပြောဆိုစကလုံးနဲ့အတိတ်ပဲဘယ်ထိရောက်လာလဲဆိုမင်းစဉ်းစား နော်တိုင်းပြည်အုပ်ချုပ်မင်းလုံနေတဲ့လူကကိုယ့်ရဲ့တိုင်းပြည်ကိုကိုယ့်ရဲ့နေရတစိတ်တည်တောက်သူများတိတ်ပိုက်ပါလို့ဒူးထောက်တောင်းပန်ရလဲဆိုတာမိမတမိုင်းလောကမှာမင်းတို့တမိုင်းအဲ့လိုရိုင်းအောင်လုံးတော့လောက်တာရှင်းလားနော်မင်းအဆက်ဆက်ဘယ်မင်းမှမရှိခဲ့ဘူးကကိုယ့်နေရသူများကိုပေးလိုက်လို့ဒူးထောက်တောင်းပန်ရလဲဆိုတာဟုတ်ပြီလားဒါကဘာအလဲမောကဘာတမိုင်းမောမိမတမိုင်းမောအကုန်ရိုင်းသွားအောင်လို့ရှင်းပြီလား မင်းတို့ရဲ့အဆင်ကိုမင်းတို့ကြည်ညာလိုက်တာအလားနော်ကိုကလည်းဂုံယူမနေနဲ့လာရှုပြန်ပေးတယ်ဆိုတာတမိုင်းကိုဖြတ်တာပဲမင်းတို့ရှင်းပြီလားမင်းတို့စက်ကောင်စီကတမိုင်းကိုဖြတ်တာမင်းတို့စက်ကောင်စီကတိုက်လို့လည်းမနိုင်တော့မနိုင်တဲ့ခါကျတော့မင်းတို့ရဲ့ပတ်ဟိုကြီးဖြစ်တဲ့တရုတ်ကိုတွိုင်းမှအခုချိန်တောင်းတယ်ငါတို့နေလည်းမပေးဘူးပြီးမှာပါပဲဒါပေမဲ့မင်းတို့ရဲ့စက်ကောင်စီကတမိုင်းမှာကြည်လိုက်ကိုနေကကိုဒီတော့တော့သူများရှင်မှာဒူးထောက်တောင်းပန်မှာပြန်ရရတယ်ဆိုရက် လူတွေလာရှုံးမှလက်နေတဲ့လူတွေဟာငါတို့ကိုဒုထောက်တောင်းပန်လို့ရတဲ့နေရာလေးမှာလက်နေရတယ်ဆိုတာမင်းတို့စစ်ကောင်စီတမိုင်းကောင်းလားမကောင်းလားစဉ်းစားကြည့်ဟမ်တိုင်းပြည်အုပ်ချုပ်မင်းလုံးနေရဆိုဒီနယ်ပယ်လေးတစ်ခုတည်းကိုဒုထောက်တောင်းပန်ခဲ့ရတာငါတို့လည်းကြည်ကြည်နဲ့နဲ့နဲ့ပြေးလိုက်တာအဲ့တော့ဝင်ပြီးဖင်မရနဲ့နော်နိုင်လားမနိုင်လားဆိုတာမရနဲ့နောက်နောက်ကြောင်းရဲ့တမိုင်းလေးကိုစဉ်းစားမင်းတို့စစ်ကောင်စီကဒုထောက်တောင်းပန်လို့မှ ပြန်ရခဲ့တဲ့ဒီလာရှိုးဆိုတာခေါင်းထဲမှာစွတ်စွတ်မြင့်မှတ်ထားလိုက်ကဲအခုငါကောင်းမှလက်ရည်လေးလူပြည်သူကြည့်အောင်ဟိုဘက်ကကြည့်အောင်ဒီဘက်ကကြည့်အောင်ပြောနေတဲ့လူတွေအားလုံးတိဖို့ပြောလိုက်မယ်နော်မင်းတို့ကိုယ်တိုင်လိုက်မတက်ပြီးမှတော့မှငါအိမ်ပြက်စီတော့ပါဆိုရင်မင်းတို့အစိုးရအောင်မင်းတို့အဲ့လိုပြောရဲလားဟမ်နိုင်ငံအုပ်ချုပ်နေတဲ့အစိုးရအောင်မင်းတို့ပြောရဲသလားရှင်းပြမင်းတို့ပြောတဲ့စကားလွန်နေတော့တော်တော်ကြီးလွန်နေတယ်စစ်မှန်မှန်တရားဥစ္စာမရှိဘူး ဒါငါကြွေးကြော်ခဲ့တာမဟုတ်ဘူးနော်ငါ runway ကြွေးကြော်တာမဟုတ်ဘူးဟုတ်ပြီလားစစ်ကောင်စီဘက်ကစတင်ကြွေးကြော်ခဲ့တဲ့စကလုံးစစ်မှန်မတရားဥစ္စာမရှိဘူးသူတို့လေရင်နဲ့ဘုံလောက်ခွဲတော့ငါတို့မှသိလေရတာတတ်တော့လဲနော်မခုငါ၆တော့တစ်ဖက်လည်းမတမ်းဘူးငါ၆တော့တစ်ဖက်မတမ်းဘူးအဲ့လိုမျိုးကြီးကြတော့ဘယ်လိုခံစားပေးမှလဲဟမ်ဆိုကြပါဆိုတာတဘောတရားလေးပဲပြောပြတာအခုမင်းတို့ငါ့ကိုလာလာပြောနေတဲ့စကလုံးနေငါတို့အိုးရင်နေပဲစီပါလား ငါတို့ဘာတွေဖြစ်သွားခဲ့လဲပြည်သူတွေဒုက္ခရောက်တယ်အဲ့ဒီစကလုံးတွေမင်းတို့အစိုးရကိုပြောစီစမ်းပါဦးမင်းတို့ကိုယ်ွယ်ပါလို့ဆိုအစိုးရကိုပြောစီစမ်းပါဦးအစိုးရမပြောနဲ့မင်းတို့ရက်ပြီးကွက်ကိုအုပ်ချုပ်နေတဲ့အုပ်ချုပ်ရေးမှုတော့မင်းတို့တော့ပြောချင်အောင်အနည်းဆုံးတော့ပါးငါးချက်လောက်ရက်ခံရပြီနော်ထောင်ထဲမြောက်တော့ပါးငါးချက်လောက်တော့အနည်းဆုံးရက်ခံရမှာဟုတ်ပြီလားတပိုးတည်းမကြည့်ပါနဲ့တပိုးတည်းမကြည့်နဲ့နော်အေးငါလောင်းဝေးတဲ့ပြောတယ်ကွာမင်းတို့မကြည့်နဲ့လက်တိုက်ပြောချင်နော် ဘယ်နေရာပဲကြီးလိုက်ကြီးလိုက်စိတ်ချမ်းသာစရာတကွမှမရှိဘူးပေါ့ရှင်။ဒါပေမဲ့လေပြည်သူတွေကအာတင်းထားကြတယ်။ဒါကိုအတိုင်းသားတွေ့နေရတယ်ပေါ့နော်။ဘယ်လိုအခက်အခဲမျိုးပဲဖြစ်ဖြစ်တောက်ခံနေကြတယ်။ရေပေးဆိုလည်းလူထောင်နဲ့ချီသေးခဲ့ပြီးပြီ။ဒါလေးနှစ်လုံးမှာဖြစ်ခဲ့ပြီးပါပြီ။ဒါပါကဘေးအန္တရာယ်တွေ။ဘုံဆိုလည်းကျဲကျဲကျင်တဲ့နေရာတွေကျဲခဲ့ပြီးပါပြီ။ဒါတွေကိုလည်းအများအားစာဖတ်တယ်လို့လိုက်ဖတ်နေရတာဖြစ်တယ်တော့ပြည်သူတွေရဲ့နှလုံးသားထဲမှာဘာဖြစ်လာလဲဆိုရင်တစ်ဖက်ကပျက်စီးယူလွင်မှုတွေစိတ်သက်တွေပျက်စီးလာတာဖြစ်တယ်လို့တန်တစ်ဖက်မှာကောင်းတဲ့ဘက်ကိုပြန်ကြည့်ရင်တော့ပြည်သူတွေတော့ဒီအမှန်တရားကို လိုချင်တဲ့တရားမျှတမှုကိုလိုချင်တဲ့ပြည်သူတွေကတော့ဒီအပေါ်မှာစိတ်သက်တည်ကြန့်ခိုင်လာတယ်ပေါ့ရှင်เนาะဘာလာလာဟိုခံနေရတဲ့အနေထားမှာမငြင်းမညူပဲနဲ့ပေါ့เนาะဒီကိုအဆင်ပြေတလူမျိုးလေးပဲเนาะပြောလည်းမပြောရဲကြဘူးလေเนาะအဒီအနေထားကြီးမှာကိုအဆင်ပြေတလူတောက်ခံနေကြတယ်အဲတာယုံကြည့်ပြီးတော့လည်းအင်မတန်မှစိတ်မကောင်းဖြစ်ရတယ်ပေါ့ရှင်เนาะအဲ့တော့ဒီအကျန်းဖတ်မအားလာစစ်အုပ်စုဟာခြေပေးပဲလာလာမြေးပေးပဲလာလာ နိုင်ငံတစ်နိုင်ငံလုံးပြည့်စည်သွားမယ့်အရေးဘယ်လိုသဘာဝဘေးအန္တရာယ်ပဲပဲလာလာပေါ့နော်သူတို့အတွက်လေသူအတွက်အကျိုးပုံရှိသွားလဲဆိုရင်သူတို့အတွက်ပဲအကျိုးပုံရှိသွားတာနော်အခုတခြားနိုင်ငံတွေကနေပြီးတော့ရတဲ့အလူငွေမနှဲပါဘူးဒီမနှဲတဲ့အလူငွေတွေကိုမင်းအွန်လိုင်းတို့စစ်အုပ်စုကခွက်ခောက်ပြီးလူခံခဲ့တာပါဒါသူတို့ပြောတဲ့စကားအတိုင်းပြောရင်ခွက်ခောက်ပြီးနိုင်ငံတကာကိုလူခံခဲ့တာတိုင်းပြည်ကိုကူညီဖို့ကယ်ဆယ်ဖို့အတွက်တာဘာမှမလုပ်ကင်ပေးခဲ့တာနော် ဒါကိုမြောက်ပြပြီးစံတောင်းတဲ့အဖြစ်မျိုးလောက်ရမျိုးကိုတော့မအားလားစဲအုပ်စုကပျောင်ပျောင်တင်းတင်းပဲလုပ်ခဲ့အဲ့တော့ကျမတို့ကနာဂင်မုံတိုင်းကြီးမှာဖြစ်သွားတဲ့တာရကတွေကိုကြည့်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်နော်နိုင်ငံတကာကလာပေးတဲ့အလှူငွေတွေကပြည်သူလက်ထက်လုံးဝမရောက်ဘူးねသူတို့အိတ်ကတ်တွေကဝယ်ဝေစားမြစားနဲ့ရောက်သွားမှာဖြစ်တယ်လို့နော်နာဂင်မာရုံကလည်းနိုင်ငံတကာကလာတဲ့အလှူငွေတွေကိုဒီလိုပဲလမ်းအနေဖြတ်ခုတ်ယူပြီးတော့မှပြည်သူလက်ထက်ကိုဘာမှမရောက်ခဲ့ပါဘူးတိမ့်နဲ့ချီပြီးတော့ ြည်သူတွေအသက်ပေးအသက်ဆုံးရှုံးအိုးအိမ်တွေပြည့်စည်ရတဲ့အနေအထားမှာမအားလာစစ်အုပ်စုကမှမလုပ်ပေးခဲ့သလိုနော်ဒီ2008အခြေခံဥပဒေကြီးကိုလူတွေအသက်ပေးနေတဲ့အချိန်မှာပဲရအောင်ရေးဆွဲခဲ့တာဖြစ်တဲ့အတွက်နော်လူမဆန်တဲ့လောက်ရက်တွေကိုပဲတောက်လျှောက်လုပ်ခဲ့တာအခုနောက်ပိုင်းမှာဖြစ်လာသမျှဘေးသဘောဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ကိစ္စအရရအားလုံးဒီလေပြည်သူကသာလှိမ့်ပိတ်ခံရမှာဖြစ်ပြီးတော့မအားလာစစ်အုပ်စုအတွက်ကတော့ပို့ပြီးတော့ကောင်းသွားတာဖြစ်ပါတယ်အဲ့တော့ပြည်သူကိုပဲပြန်တက်မယ်ငွေတွေသူတို့ရသွားတာပေါ့ရှင်နော် ဒါပေမဲ့လည်းเนาะကျမတို့ကဟိုဘာလို့တစ်ချက်ပြန်ကြည့်ရမလဲဆိုလို့ရှိရင်လက်ရှိ အစိုးရလို့ခေါ်လို့မရတော့လောက်အောင်မအောင်လိုင်းလို့ကမအလာလို့စစ်အုပ်စုကနေနေတွေကိုဆုံးရှုံးနေတာဖြစ်တယ်အဲ့တော့ကျမတို့တော်လိုင်းရေးအဖွဲ့တွေတော်လိုင်းရေးဘတ်တော်သားတွေအညီနဲ့ပဲဒီ နေမြေတွေကိုစုံမိုးထားနိုင်တာနေမြေတွေကိုတိမ့်ပိုက်ထားနိုင်တာမြန်မာတိုင်းနိုင်ငံလုံးအတိုင်းတာနဲ့ဆိုရင်အလေတကွက်ပဲကျန်တော့တယ်နော်မန္တလေးရဲ့ရန်ကုန်ရဲ့ပဲခူးရဲ့လောက်ပဲကျန်ခဲ့တဲ့ကျန်တော့တဲ့အနေထားပေါ့နော်ကျန်တဲ့နေရာတွေမှာသူ့နေရာနဲ့သူရှိရဲဒါတော့မှဒီမန္တလေးတို့အဲဒီပဲခူးတို့ရန်ကုန်တို့မှာလည်းဒါသူ့အဖွဲ့နဲ့သူတော်လှန်ရေးအဖွဲ့တွေကရှိနေပြီးသားဖြစ်တယ်အဲ့တော့ဟိုတတိုင်းပြည်လုံးအတိုင်းတာနဲ့ဆိုရင်တိမ့်ထားနိုင်တာကတော့ဒါကျမတို့ဒီတော်လှန်ရေးအဖွဲ့တွေဘက်ကပူပြီးတာတယ်ပေါ့ရှင်ဒါပေမဲ့ဒီ နိုင်ငံတကာနဲ့ဆက်ဆံနေရတဲ့အခါမှာတော့မအာလာတို့ကဒီနိုင်ငံရေးရအတာစီးရနေလို့ပြောလို့ရတာပေါ့။ဘာဖြစ်လို့လဲဆိုရင်တရုတ်ပါလေသူ့ဘက်မှာတရုတ်ကတောက်ခံပေးရတယ်။သူ့ကိုတောက်ခံပေးရတဲ့တရုတ်ဆိုတာကအာဆီယံမှာကတော့နောက်ကောင်းဆောင်ဖြစ်တယ်ပေါ့နော်။နောက်တစ်ခုကရုရှား။ရုရှားဆိုရင်လည်းစစ်လက်နက်ထုတ်လုပ်တဲ့နော်တကယ်ဥမှအင်အားကြီးတဲ့နိုင်ငံဆိုတာကိုမြင်လို့မရဘူးရှင်နော်။အဲ့တော့အဲ့ဒီအင်အားတွေရှိရပြင်ဒီရက်ထဲမှာထပ်ထွက်လာတဲ့နော်ဒီအာဆီယံအစည်းအဝေးမှာမင်းအွန်လိုင်းကိုအာ မင်းအောင်လိုင်းပါမယ်ပေါ့ရှင်เนาะဒါလူရသွင်းတာပေါ့အဲ့တော့အာဆီယံကဘယ်ချိန်လောက်ကိုလှမ်းနေရဆိုတာတော့ကျမအနေနဲ့မခန့်မှန်းနိုင်ပေမဲ့เนาะမင်းအောင်လိုင်းတို့ကတော့သူတို့ကစိုးလက်ဆောင်ဗန်ဒါများเนาะပေးပြီးတော့ဒါတော့ပြောစရာမလိုလို့ရှင်အမြဲတမ်းလုပ်နေကြပဲเนาะအမေရောင်းနိုင်ဒီနေ့ကတော့မြန်မာနိုင်ငံမှာရှိတဲ့နေမီဒီမြန်မာနိုင်ငံမှာရှိတဲ့အရာတွေကိုအများကြီးဘလော့ဒ်တောင်တရုတ်ကိုပေးခဲ့လဲဆိုတာကတော့ last show ကမြေဆုခေါ်သွားတဲ့ MDA ကတော့တက်တည်တခုဖြစ်ပါတယ် ဟုတ်ကြည်ချင်းအဖြစ်မင်းအွန်လိုင်းနေနဲ့မြန်မာနိုင်ငံကဘာလို့ဒီမှာရောင်းစားပြီးတော့လဲဆိုတာကတော့တကယ်ကိုပြည်သူတွေအတွက်စိုးရိမ်စရာတစ်ခုဖြစ်ပါတယ်။ဟုတ်တဲ့စိုးရိမ်တက်လာမယ်ဆိုရင်တော့မင်းအွန်လိုင်းလုတ်ခဲ့တဲ့အရာတွေရှင်းရမှာကတော့တော်တော်များများကိုတွေ့နေရပါတယ်။ပြည်သူမျက်နှာကိုမငဲ့ဘဲနဲ့ပြီးတင်ရပေးပလိုက်ပြီးတော့ဒါအများအားဖြင့်လုံနေကြလုတ်ွက်တယ်ပေါ့။ဆိုတဲ့အခါကျတော့သူတို့ကတော့သူတို့လုံစရာရှိတာကိုဆက်သွားနေတာဖြစ်တဲ့အတွက်အာဆီယံခေါင်းဆောင်နေအနေနဲ့ကကျွန်တော်တို့စဉ်းစားမိသလောက်တော့သူတို့စိုးရိမ်နေတာကရုရှားရုရှားကိုစိုးရိမ်နေတာဖြစ်တယ်။ရုရှားစစ်တင်းမော်တွေတက်ဆိုင်လာမှာကိုစိုးရိမ်နေတာဖြစ်တယ်လို့နောက်ကဒီ နျူကလ িয়ার တပောင်းမှုကိစ္စကိုလည်းအာဆီယံအနေနဲ့ကောင်းခင်းနေတာဖြစ်ပါတယ်။အဲ့တော့မအလကိုသူတို့ဘယ်လိုကင်တွယ်ဖြေရှင်းမယ်ဆိုတာမသိပေမဲ့လောလောဆယ်မှာလက်တလုံးမှာတော့လူရအတွင်းဖို့ကြိုးစားနေတာတော့ဒါအတိုင်းသာမြင်နေရတာဖြစ်နေပေါ့နော်။ဒါပေမဲ့ကျမကဒီပုံမှာဗာပြောချင်တာလေဆိုရင်ကျမတို့ဒါပြည်သူတွေပြည်သူတည်းလုံးတော်လန်ခဲ့တဲ့တော်လန်ရင်းဖြစ်တယ်။ဒီတော်လန်ရင်းမှာကျမတို့ဒီ၄နှစ်အတိုင်းမှာတိုင်းပြည်တပြည်လုံးရဲ့နော် ဟိုတဝက်ချမ်းလိုက်မယ်ဆိုလို့ရှိရင်တော့မှကျမတို့ကတိုက်ပြီတပီလုံးရဲ့၃ပုံပုံလိုက်၂ပုံလောက်ကိုကကျမတို့တော်လန်ရေးတပ်ဖွဲ့တွေကတိမ့်လိုက်ထားပြီဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ကဆက်သွားရမှာကဒီတော်လန်ရေးကိုနော်ကျမတို့ဒီတက်ပို့ပြီးတော့နေမီစုံမုံနိုင်ဖို့ဒါအဓိကဖြစ်တယ်ကျမတို့ကဒီတလန်းမဲ့ရွေးချယ်ကြရှိတယ်အဲ့တော့ရန်သူကိုအချိန်မပေးပါနဲ့လို့ပြောချင်တယ်ဒါတာဝန်ရှိတဲ့ပုဂ္ဂိုလ်များအယူကြီးမှရှိတဲ့လူကြီးမင်းများနော်ပြည်ပြည်မှာရှိနေတဲ့ရဲဘော်ရဲဘက်များကျမတို့ရဲ့အားကိုးရတဲ့ပြည်သူရဲဘော်များပေါ့ရှင်နော်အားလုံးကိုပြောချင်တာကကျမတို့က ီနေမြေတွေတိမ့်ဖို့တိမ့်နိုင်ဖို့ဒါအဓိကဖြစ်တယ်ဒါကိုပဲကျွန်တော်တို့အာယုံစိုက်ပြီးသွားရမှာဖြစ်တယ်ပေါ့နော်တော့ပြည်တွင်းပြည်ပမှာရှိနေတဲ့မြန်မာများအားလုံးကလည်းเนาะဒါအမှန်တရားကိုပြင်လို့တဲ့လူများတရားမျှတမှုကိုလိုချင်တဲ့လူများအားလုံးကလည်းဒီဒါကိုဝိုင်းဝန်းပြီးတော့လက်တွေ့ကြကြလှုပ်ဆောင်ပေးစေချင်တယ်ပေါ့ရှင်เนาะအဲ့တော့ဒီရက်ထဲမှာကျွန်တော်တို့ဘက်ကဒီတော်လိုင်းကြီးဆိုတာကတော့အများအား အဲသူ့ဘက်ကိုဘက်သူနိုင်လိုက်ကိုနိုင်လိုက်သူ့ဘက်ကအားတက်စရာဖြစ်လိုက်ကိုဘက်ကအားတက်စရာဖြစ်လိုက်ပေါ့ရှင်เนาะဒါပေမဲ့အခုကတဘာဝဘေးဖြစ်သွားတာဖြစ်တဲ့အတွက်ပြည်သူတွေကတော့ဒီအဖက်ကိုလည်းခံစားနေရတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့လည်းစိတ်ခံစားချက်တွေကမကောင်းဘူးပေါ့ရှင်เนาะအဲဆိုတော့အဲ့ဒီပုံမှာဒီတော်လရင်နဲ့ပတ်သက်တဲ့အခါကျတော့လေဒီနိုင်ငံရေးအရာဒီလိုမျိုးအာဆီယံကလူရသွင်းဆက်ဆံလာတဲ့ပုံမှာလေကျွန်တော်တို့အနေနဲ့တော့သိပြီးတော့အစင်မပြေဘူးပေါ့ရှင်เนาะဒါပေမဲ့လေဒီတိုင်းမှာကကျွန်တော်တို့ဒီလာရှိုးကိုပြန်အပ်လိုက်တဲ့ကိစ္စ ဒီလာရှိုးကိုပြန်အပ်လိုက်တဲ့ကိစ္စမှာလည်းတကယ်တမ်းကျရင်ပြန်အပ်တာမဟုတ်ရှင်အတန်ပဲထုတ်လိုက်တာတကယ်တမ်းကျရင်ပြန်အပ်တယ်ဆိုတာကဒါတို့တို့ပြန်ပြီးတော့အဲ့ဒီမှာသွားပြီးတော့ဟာလာရုံးနေပြန်ခွဲပြီးတော့ဒီလိုမျိုးအဲဒီဒီပင်တယ်ရဲ့နော်အဲဒီဒီဒေတာဒီဒေတာကိုပြန်ပြီးတော့ပုံမှန်လဲပတ်နိုင်တာမဟုတ်ဘူးသူတို့တနေရာလည်းမရှိဘူးเนาะအချိန်မယူရင်เนาะဒီဒီဘုံမကျရဘူးဆိုတော့အာဟာဒီလောက်ပဲသူတို့က တိကိုပြုထားရပြီးတော့ကျန်တာကပါဇက်စကားပဲဖြစ်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့ပြန်ပေးတယ်ဆိုတာကတရင်ထုတ်ယုံတစ်ခုပဲရှိတာကျန်တာကတော့ဒါဆက်ပြီးတော့ထိမ့်သိမ့်နာသေးတယ် MMD ရေးပါပေါ့နော်ဆိုတော့လုံးလုံးပြန်ပေးတဲ့အနေအထားမျိုးတော့ကျမတို့မမြင်ရသေးဘူးပေါ့ဒါနိုင်ငံရေးကစားကွက်ကလည်းအဲနည်းနည်းတော့နော် မြင်မြင်တဲ့အတိုင်းကြားရင်ကြားတဲ့အတိုင်းတော့ကျမတို့ဆုံးဖြတ်လို့မရသေးဘူးပေါ့နော်ဒါကြောင့်မို့လို့ဟိုဒေါသထွက်တဲ့လူတွေကတော့ဒေါသထွက်တယ်ကျမတို့လည်းကြားကြားချင်းမှာဒေါသထွက်ပေမဲ့နိုင်ငံရေးမှာလက်ကွက်တွေကစားကွက်တွေရှိတာဖြစ်တဲ့အတွက်ကျမတို့မျှော်လင့်လာကဒီလိုလက်ကွက်ကစားကွက်ဖြစ်ပါစေလို့ပဲမျှော်လင့်ပါတယ်အခုချိန်မှာတော့လာရှုပ်ကိုလုံးလုံးပြန်ပေးသေးတာမဟုတ်သေးပါဘူးဒါကျမတို့ဟိုမြေပြင်ကတည်င်းတွေအရှားပေါ့လို့ရှင်နော်ဆိုတော့ပြန်ပေးရသေးတာမဟုတ်ပါဘူးအဲ့တော့ကျမတို့ကကျမတို့လောက်ရမှာတခုပဲရှိတယ်။သူကသူဘလောက်ပဲဘယ်နိုင်ငံနဲ့ပဲဘလို့ပဲချိတ်ဆက်ပြီးတော့ဘာတွေပဲလူရသွင်းနေသွင်းနေဘာတွေပဲလှုပ်ဆောင်နေလှုပ်ဆောင်နေ နေမီကသာစကားပြောမှာဖြစ်တယ်နောက်ဆုံးနေမီတွေကိုဘလောက်သိမ်းထားနိုင်လဲဘလောက်ထိထိန်ချုပ်ထားနိုင်လဲဆိုတာကဒါစကားပြောမှဖြစ်တဲ့အတွက်ဒီနေမီကိုအမြန်ဆုံးဒီ2025မှာသိမ်းပိုက်နိုင်ဖို့ ਨੇ ထိထိရောက်ရောက်ဟိုလုတ်ပြနိုင်ဖို့ဒါကျမတို့ကလိုအပ်နေရပေါ့နော်ဒါကြောင့်မလို့ပြည်သူတွေကိုเนาะဒီတော်လိုင်းကြီးမှာပါဝင်နေတဲ့ပြည်သူများကိုလည်းပန်ကြားချင်တာကဒီထက်ပိုပြီးတော့တော်လိုင်းကြီးကိုအားစိုက်ပေးကြပါ ဟောတော်လန်ပြူမီတို့ကို အားမှန်ပေးဖို့ဖိတ်ခေါ်ထားတဲ့သူကတော့မုံရွာမြင်လန်းတပိတ်ဦးဆောင်ကော်မတီနဲ့မြို့သမီးမဟာမိတ်အင်အားစုအဖွဲ့ဝင်တက်ဦးဖြစ်သူမတ်မေစင်မွန်ပဲဖြစ်ပါတယ်။တီချဲမေစင်မွန်ရေမင်္ဂလာပါနော်။အာဟုတ်ကဲ့ဆိုတော့မင်္ဂလာပါ။ကျွန်မမတ်မေပါ။ဒီချဲနဲ့တမိနဲ့မဆုံးဖြစ်တာဘလောက်တောင်ကြာသွားရည်လည်းမသိဘူးเนาะ၄နှစ်တော့ကြော်ပြီเนาะ၄နှစ်ကြော်ပြီဟုတ်တယ်အခုလက်ရှိနေဦးတော်လည်းရေးမာရောဘာကြီးလှောက်ဆောင်နေလဲချေ အာအခုလက်ရှိကျတော့ဟိုကအာဒီချုံအနေနဲ့ကျတော့ဒီလူလူလှူရှာမှုပေါ့နော်လူလူသပိတ်လှူရှာမှုအပိုင်းနောက်တစ်ခုကဒီထောက်ဖို့ပိုင်းပေါ့နော်အဲ့ဒီပိုင်းမှာတော့အဓိကဥစားပေးပြီးတော့လှူရှာဖြစ်နေပါတယ်လို့ဟုတ်ကဲ့တီချေတီချေကလေဒီအမျိုးသမီးမဟာမိတ်သပိတ်အင်အားစုရဲ့ဖွဲ့ဝင်တဦးဖြစ်တယ်လို့သတိသိရတယ်လေဒီတီချေတို့အမျိုးသမီးမဟာမိတ်အင်အားစုကရောဒီအမျိုးသမီးအဖွဲ့ဝင်ကဘယ်လောက်ထိရှိနေပြီလဲချေအာကျတော့ဒီအမျိုးသမီးမဟာမိတ်အင်အားစုပေါ့နော်အမှဆိုရင်အဖွဲ့ဝင်က အာဒီ20ကျော်တဲ့အနေထားလေးရှိရပေါ့20ကျော်ဆိုတာအဖွဲ့ဝင်ဆိုတဲ့တပိတ်အင်အားစုပေါင်းပေါ့နော်ဒီဒီနိုင်ငံတဝမ်းမှာရှိတဲ့လက်ရွာလှူရှားတဲ့မြို့နယ်ပေါင်းမှာရှိတဲ့မြို့သမီးတပိတ်ပေါ့တပိတ်ခေါင်းဆောင်ပေါင်းဒီလိုမျိုးတွေစုဖွဲ့ထားတာဆိုတော့အင်အားစုပေါင်းက20ကျော်လောက်ရှိတယ်အဖွဲ့ဝင်ပေါင်းလို့ပြောရင်90ဝန်းကျင်လောက်ရှိမယ်ပေါ့နော်ဟုတ်စစ်ပေးဆောင်လေးနဲ့ပတ်သက်ပြီးတော့ဒီရှေ့ကူညီပေးနေရတဲ့ကိုတွေးလိုက်ရရပေါ့နော်အခုရောဘာရေလို့ဖြစ်နေလဲချေဒီစစ်စစ်ဆောင်လေးနဲ့ပတ်သက်ပြီးတော့အရင်ကတော့ရှေ့တို့အနေနဲ့ကကျတော့ဒီအာ တပိတ်လူလူတပိတ်ကိုပဲဒီ2021အတော်တွင်ဘိုင်းထီကလူလူတုံရှားမှုမှာပဲဦးစားပေးပြီးလုပ်ဖြစ်တာများတယ်ဒါပေမဲ့ဒီ2021အာဒီနောက်ပိုင်းနေ2020နဲ့အစော 2020နှစ်ကနေ2024-2025အထိပေါ့နော်ဒီချိန်မှာကျတော့ဒီစစ်ကြောင်းထိုးတာတွေလက်နက်ကြီးထန်နေမိရှို့တာတွေပေါ့နော်အများကြီးဖြစ်လာတဲ့အချိန်မှာကျတော့ရေတို့နဲ့ပြောင်းလာပြီပေါ့နော်ကျွန်တော်တို့ဆိုရင်ဒါမောင်မမြင်လန်းတပိတ်ပေါ့နော်ဒီမောင်မမြင်လန်းတပိတ်အနေနဲ့ဆိုရင်ဒီဌာနတွေမှာလုပ်ငန်းစဉ်မှာကလေးကလူလူတပိတ်တွေအပြင်ဒီဘာတွေမှာဘာဘာတွေပါထည့်ရလဲဆိုဒီစစ်ဆောင်ကူညီကယ်ဆယ်ရေးကိုပါခန္ဓာတစ်ခုအနေနဲ့ထည့်ပြီးစဉ်းစားရတာရှိတယ်ပေါ့နော်ဆိုတော့ကိုလည်းရှိမှာဆိုရင်ဒီစစ်ဆောင်တွေကိုကူတာတွေအာဒီဥမာထမင်းကျွေးတာတွေနေထိုင်တက်နိုင်သမျှပေါ့နော်ကိုကူညီနိုင်တဲ့တိုင်းတာတွေကနေ ပြီးတော့ကုညီပေးနေရတော့ရှိပါတယ်လို့ဟုတ်ဒီအရင်တော့ကဒီပရိုက်တာလုံဆောင်ခဲ့တဲ့အချိန်နဲ့အခုလက်ရှိမှာစစ်ပေးရှောင်တွေကိုကုညီပေးနေတဲ့ကာလပေါ့နော်အဲ့ဒါပါလေကွာခြားလဲချေအရင်တော့ကကျွန်တော်ပရိုက်တာလုတ်တာတပီလို့ဆမတို့တည့်ရအတိုင်းပဲပေါ့နော်အဲကျွန်တော်နေနေဆိုရင်ဒီလုတ်တာကကျတော့တိတ်ပြီးတော့အကန့်အသတ်မရှိနေဘူးဒီကာလမှာကျတော့လိုရတဲ့ဟာကျတော့ဒီတစ်ဖက်မှာငွေရှာရတဲ့ဖန်ဒီအခက်ခဲတယ်မဟုတ်ဘူးဟို ဒီစစ်ကောင်စီရဲ့တစ်ဖက်ကထန်နေလဲရှိတယ်ပေါ့နော်အာဒီအခုဟာကတို့ကဒီလူလူလှုပ်ရှားမှုဥဆောင်တဲ့သူဒီလက်နက်ကိုင်းတော်လိုင်းရင်းမှမဟုတ်ဘူးလူလူတပိတ်လှုပ်ရှားမှုမှမဟုတ်ဘူးဒီတော်လိုင်းရင်းမှဆစ်ဆောင်နေကိုတဲ့သူကအစဒီစစ်ကောင်စီအနေနဲ့အများကြီးစောင့်ကြည့်နေတယ်ပြီးတော့ဒီဖမ်းဖို့စီးဖို့အထိအများကြီးလှုပ်တာတွေရှိတယ်ဆိုတော့အဲ့ဒီမှာလဲလွတ်လပ်လပ်လှုပ်ခွင့်မရဘူးနောက်တစ်ခုကတခါတည်းမှာဆစ်ဆောင်နေရဲ့ဒီကုရင်းနဲ့ကိုတိုင်းကဆစ်ဆောင်ရတဲ့အနေထားတွေလည်းရှိတယ်ကိုတိုင်းဆိုလဲသူတို့နဲ့ရောပြရတယ်အာပြီးတော့ဒီကိုက သူတို့စီရင်နာနဲ့အများကြီးအများကြီးတော့ကုတယ်ဒါပေမဲ့ကိုကူနေတဲ့အချိန်မှာမှလက်နဲ့ကြီးရောအုံးဆိုပြီးကြာလာမှလားလူစုနေတဲ့အချိန်မှာမှလက်နဲ့ကြီးကြာလာမှလားဆိုရယ်စိုးရိမ်စိတ်တွေပေါ့နော်ဒီလုံလုံရေးစိုးရိမ်စိတ်တွေကလည်းရှိတယ်နောက်တစ်ခုကဒီအော်2022လောက်ထိ2022 2023လောက်ထိက ဒီဆစ်ဆောင်လေးတော့ပဲဖြစ်ဖြစ်ဒီမိပေးတဲ့နေပဲဖြစ်ဖြစ်ဆိုရင် support အများစုရကြတယ်ပေါ့နော်ဒါပေမဲ့2024 2025ရောက်တဲ့ခါမှာကျတော့ပြည်သူတွေကလည်းစောင့်ဝင်နေရအရင်ချက်တဲလာတဲ့အနေထားမှာဆိုတော့ဒီအချင်းနဲ့မကုန်နိုင်တော့တဲ့အနေထားရရှိတယ်ဒါလည်းအပြစ်မြင်လို့မရဘူးပေါ့နော်အကုန်လုံးကစောင့်ဝင်နေရအချက်တဲတွေရှိတယ်နောက်တစ်ခုကခုနကပြောတဲ့နေရာတွေရမ်းများလာပေါ့နော်အရင်ကဆစ်ဆောင်တစ်ခုတည်းကနေခုဆို၄ချောင်း လေချောင်းဖြစ်တော့ဒီလေချောင်းကြောင့်ဆုံးရှုံးနေတာတွေလက်နက်ကြီးကြောင့်ဆုံးရှုံးနေရတယ်ဆိုတော့ဆုံးရှုံးမှုတွေကအရမ်းရမ်းများလာတဲ့အချိန်မှာကိုကလာမနိုင်တော့ဘူးပေါ့နော်အာဆစ်ဆောင်ကိုနေဆစ်ဆောင်ကိုကမာရမောက်ဒီဖက်လာနောက်တစ်ခါတစ်ဖက်မှာလည်းလက်နက်ကင်တော်လိုင်းကြီးမှရှိရရဲဘော်တွေကလည်းလက်နက်ခဲမ်းမပြေစုံဘူးတစ်ဖက်မှာလည်းဒီမှာရှိတဲ့ဆစ်ဆောင်တွေကလည်းရိခါတွေကပြက်လက်နေတယ်ပြီးတော့နောက်တစ်ခုကတေယူပစ္စည်းလမ်းကအစားပေါ့နော်ဥမာဆန်အိတ်တွေဆိုကျွန်တော်တို့တွေတစ်ခါလေး support ပေးဖို့ထောက်ပံ့ဖို့ဆန်အိတ်တွေမာတာအစားအရင်လိုမျိုးကားစီးလိုက်မာလို့မရဘူး အာငါအိတ်ချင်း၁၀အိတ်ချင်းစတဲ့ဖြင့်ဒီလိုလေးတွေခွဲခွဲစုပြီးမှပြန်ပြီးစပုတ်ပေးရတဲ့အရာတွေရှိတယ်ပြောချင်တာတော့အခက်အများကြီးတော့ကွာချားသွားတယ်အရင်တော့ကသွားပြီးဟိုဘရိုက်တာလေးလုပ်တဲ့ချိန်မှာသူတို့ခက်ခဲနေတဲ့ဟာကိုနားထောင်ရတာမျက်ရည်ကျတယ်ဆိုရင်ဒီတစ်ခေါက်စေချောင်းနေမိဘတွေကိုပူတဲ့ချိန်မှာကြားတဲ့မြက်ရောပူဆွဲပေါ့နော်တခါလေသူတို့တွေရင်ဖွင့်တဲ့ချိန်မှာဆိုရင်ဘာလဲဆိုရင်ကိုပါရုံးကိုမိမန်နေထားရေပေါ့သူတို့ရဲ့ကြုံတွေ့နေရတဲ့ဖြတ်တန်းနေရတဲ့အနေထားတွေကပြီးတော့ခဏပဲလက်နဲ့ကြီးတို့လေချောင်းတို့ကြောင့်တဲရဲသူမိသားစုတွားတွေ့တဲ့ချိန်မှာဆိုရင်ဟိုတော်တော်စိတ်မကောင်းဖြစ်ရတဲ့အနေ ဒါတွေပေါ့နော်ဆိုတော့ဟိုတော်တော်လေးကိုယ်စိတ်ကိုလည်းတော်တော်လေး strong ဖြစ်အောင်အရန်လုပ်ရတဲ့အနေထားပေါ့နော်ဒီကာလမှာဆိုရင်ဆိုတော့အများကြီးတော့ကွာခြားသွားပါတယ်လို့